အားလုံးမင်္ဂလာပါဒီနေ့ကတော့ဒန်ယေလအနာဂတိကျမ်းကိုတပန်ကျေးလိုက်ရအောင်ဒါရိမင်းကြီးဒီနိုင်ငံတော်မှုအရေးအလုံးစုံတို့ကိုစီရင်ရတော်မျိုးဝင်120တို့ကို၎င်းအကျိုးတော်ကိုမယုတ်မယော့စေချင်းကသူမျိုးဝင်အပေါင်းတို့ကိုအုတ်ချုပ်စစ်ကြောရတော်ဝင်ကြီး၃ပါးကို၎င်းအလိုတော်ရှိသည့်အတိုင်းခံထောက်တော်မူ၏ထိုမျိုးဝင်ကြီး၃ပါးတွင်ဒန်ယေလသည်ဝင်ကြီးအရာကိုရည်တာမကထူးဆန်းသောညာနှင့်ပြည့်စုံ၍မျိုးဝင်တကာမျိုးဝင်ကြီးတကာတို့ထက် လွန်ခဲ့သောကြောင့်နိုင်ငံတော်တနိုင်ငံလုံးကိုတုံ၌အနှိမ့်မီဟုရှင်းပြင်းသည့်အကြံရှိတော်မူ၏ထိုအခါဝင်ကြီးနှင့်မြို့ဝင်တို့သည်ဒန်ယေလ၌အပြစ်တင်ခုကိုရှာ၍နိုင်ငံတော်အမွေအရေးများကိုစစ်ကြောကြ၏ဒန်ယေလသည်တစ္ဆာနှင့်ပြည်ဆောင်၍အပြစ်တစ်စုံတစ်ခုမျှမရှိသောကြောင့်အပြစ်တင်ခုကိုရှာ၍မတွေ့ကြသည်ရှိသောဘုရားသခင်၏ဘာသာမှုမှတပါအခြားသော အမှုတွေတန်ရင်လ၌အပြစ်တင်ခွင့်ကိုငါတို့မတွေ့နိုင်ကြဘူး တိုင်ပင်ပြောဆိုပြီးမှအထံတော်တို့လာရောက်စီဝေကြ၍ အရှင်ရင်းကြီးဒါရိအသက်တော်အစဉ်မြဲရှင်ပါစေကိုတော်မျက်မှောက်တပါအခြားတော်လူတို့ဖြစ်စေဖရာကိုဖြစ်စေ အရက်သုံးဆရာသွင်းတွေစုတောင်းတော်သူမြေဒီကိုရှင်တဲ့လောင်တော်တွင်တဲ့တို့ချပြည့်ရမည်ဟုမဖောက်ပြန်နိုင်တော့အမိန်တော်မြတ်ကိုထုတ်စေခြင်းကနိုင်ငံတော်ကြီးဝင်ကြီးမြို့ဝင်ဇော်ဘွားတိုင်ပင်မူးမဲ့စစ်ကဲအပေါင်းတို့ကြီးတညီတညွတ်တိုင်ပင်ကြပါသည် တို့ဖြစ်၍အရှင်မင်းကြီးအမိန့်တော်ရှိတော်မူပါမပြောင်းလဲတတ်သောမေသည့်ပေရတိသမတ္တအတိုင်းအမိန့်တော်တည်စေခြင်းကတစိခတ်တော်မူပါဟုလျှောက်ကြလေဒါရိမင်းကြီးသည်အမိန့်တော်ကိုပေး၍တစိခတ်တော်မူ၏အမိန့်တော်ထို့၍တစိခတ်ကြောင်းကိုဒံယေလသည်ကြားသည်တော်လေမိမိအိမ်သို့သွား၍ယေရုရှလင်မြို့သို့မျက်နာပြုရာအထက်ခံပဒင်းပေါက်ပွင့်လက်ပင်အထက်ပြုလက်ရှိသည့်အတိုင်း တနေ့၃ချိန်ဒူးထောက်လက်ဘုရားသခင်ကိုဆုတောင်း၍ဂုံကျေးဇူးတော်ကိုချီးမွမ်းလေ၏ထိုတို့ဘုရားသခင်ကိုဆုတောင်းပထနာပြုလက်နေဒီကိုမူးမဲ့အရာရှိတို့သည် စီဝေ၍တွေ့မြင်ကြလေအထံတော်တို့ဝင်၍အရှင်မင်းကြီးကိုတော်မြတ်မတပါအခြားတော်လူကိုဖြစ်စေဘုရားကိုဖြစ်စေအရက်30အတွင်းတွင်ဆုတောင်းတော်မြည်ဒီကိုချင်းတဲ့လောင်တော်တွင်သေးတို့ချပစ်စေဟုအမိန်တော်ကိုတစိခတ်တော်မူလက် ရှိပါသည်မဟုတ်လောဟုတ် အမိန်တော်အကြောင်းကို မေးလျှောက်ကြ၏ရှင်ဘီရင်ကလည်းမပြောင်းလဲတတ်သော မေသည့်ပေရတိသမတ်အတိုင်းမာဘေဒီဟုမိန်တော်မူ၏မုမဲအရာရှိတို့ကလည်းအရှင်မင်းကြီးယူဒပြည်ကတင်းယူခဲ့သောယူဒလူမျိုးဒန်ယေလသည်အာနာတော်ကိုပမာဏမပြုတ်သိစ်ခတ်တော်မူသောအမိန်တော်ကိုဆန့်ကျင်လက်တနေ့သုံးချိန်တိုင်အောင်ဆုတောင်း၍နေပါသည်ဟုရှောက်ထားကြ၏ထိုစကားကိုကြားလျင် ရှင်ဘီရင်သည်အလွန်နောင်တရ၍ဒံယေလကိုလွတ်ခြင်းကစိတ်အားကြီးသည့်ဖြင့်လွတ်ရသောအခွင့်ကိုနေဝင်တည်တဲ့အောင်ကြိုးစား၍ရှာတော်မူ၏ ဖန်မူးမဲ့အရာရှိလူတွေအထံတော်တို့စီဝေ၍အရှင်မင်းကြီးတခါထုတ်ပြီးတော့အမိန်တော်မပြတ်နိုင်ရဟုမေတိပရတိဓမ္မတတ်၌ပါကြောင်းကိုတတိထားတော်မူပါဟုရှောက်ကြပြန်လေတဖန်ရှင်ပြင်းမိန်တော်မူသည့်အတိုင်းဒံယေလကိုခေါ်၍ရှင်တဲ့တွင်ထဲသို့ချပစ်ကြ၏ရှင်ပြင်းကလည်းတင်မပြတ်ကိုအွယ်တော်ဘုရားသခင်သည်တင့်ကိုကယ်လွတ်ပါစေဟုဒံယေလကိုမိန်တော်မူ၏ကြောက်ပြားကိုလည်းယူခဲ့၍ သွေးဝကိုပိတ်ပြီးလင်ဒံယေလအမွေ၌စီရင်ချက်ကိုမတူးမလျှော့စေခြင်းကရှင်ဘီရင်သစိတ်နဲ့မိုးမတ်တို့သစိတ်ကို ခတ်တော်မူ၏ထို့နောက်ရှင်ဘီရင်သည်နန်းတော်တို့ပြန်၍တညလုံးစားတော်မခေါ်အငိမ့်တစားကို အထံတော်တို့မတွင်းစေပေဆက်တော်ခေါ်၍အလင်းအမြန်သွားတော်မူ၏ရောက်လင်ငိုကြွေးသောအတန်နှင့်ဒံယေလကိုခေါ်၍အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန်ဒံယေလား တင်မပြတ်ကိုးကွယ်တော့ဘုရားသခင်ဒီတင့်ကိုချင်းတဲ့ဘေးမှကေလွတ်နိုင်တော်မူမေတော်မူ၏ဒါယေလကအရှင်မင်းကြီးအသက်တော်အစဉ်မြဲရှင်ပါစေအကျွန်ုပ်၏ဘုရားသခင်ဒီကောင်းကင်တမန်ကိုဆေလွတ်၍ချင်းတဲ့နှုတ်ကိုပိတ်ထားတော်မူသဖြင့်ကျွန်ုပ်ဒီချင်းတဲ့ဘေးနဲ့လွတ်ပါ၏အကြောင်းမူကားဘုရားသခင်ရှေ့ရှေ့၌အကျွန်ုပ်ဒီအပြစ်ကင်းပါ၏ကိုယ်တော်မြတ်ကိုလည်းအလင်းအပြစ်မပြစ်မပါဟုပြန်လျှောက်လေ၏ ဒေါ်ဝါကရှင်ဘရင်သည်အလွန်ဝမ်းမြောက်၍ဒန်ယေလကိုတွင်ထဲကထုတ်ယူစေဟုအမိန်တော်ရှိသည့်အတိုင်းဒန်ယေလကိုတွင်ထဲကထုတ်၍ သောကြောင့်သူ၌ထိခိုက်သောအနာတခုမျှမရှိထို့နောက်ဒံယေလ၌အပြစ်တင်သောသူတို့ကိုရှင်ပြန်၏အမိန့်တော်နှင့်ခေါ်၍တာမယားနှင့်တကွချင်းတဲ့တွင်တို့ကိုချပစ်ကြလေရေတို့မရောက်မီချင်းတဲ့တို့သည်နိုင်၍သူတို့အယူရှိသမျှတို့ကိုချူးဖဲ့ကြ၏ဒေါ်ဝါကမြေကြီးသမင်လုံးတွေအရရတို့၌နေ၍အတိအတိအခြားခြားသော ဘာသာစကားကိုပြောတော့လူမျိုးတကားတို့ရှိရသောအမိန်တော်စာနဲ့ဇေလွတ်တော်မူ၏။ဇာချက်ဟူမူကားတင်းတို့၌ညီဝတ်ချမ်းသာခြင်းများပြားစေတော်။ငါအစိုးရသောဒနိုင်ငံလုံးတွင်ရှိနေသောတင်းတို့သည်ဒန်ရင်လိုက်ဘုရားသခင်ကိုကြောက်ရွံ့ယူတည်ကြကုန်ဟုငါအမိန်တော်ရှိ၏။အကြောင်းမူကားထိုဘုရားသခင်သည်အသက်ရှင်တော်မူသောဘုရားမိဇ္ဇထာဝရတည်တော်မူသောဘုရားဖြစ်တော်မူ၏။နိုင်ငံတော်သည်ပြည့်စည်ခြင်းတို့မရောက်နိုင်။ အာနာဆက်တော်လဲအစဉ်အဆက်တည်လိမ့်မည်မာဆကေတင်ချင်းကျေးဇူးကိုပြုတော်မူ၏ခေါင်းကင်မြေကြီးနှင့် နမိတ်လက္ခဏာအံ့ဖွယ်တို့ကိုဖြစ်စေတော်မူ၏ဒိုင်ရလကို ချင်းသည့်လက်မှကယ်လွတ်တော်မူသောဖရာသခင်သည်ထိုတို့သော ဖရာဖြစ်တော်မူ၏ဟုမိန့်တော်မူအမိန့်တော်ရှိထိုတို့ဒိုင်ရလသည်ဒါရိမင်းကြီးလက်ထက်၌၎င်းပေရတိအမျိုးကိုရုမင်းကြီးလက်ထက်၌၎င်း ကောင်းစားလက်နေ၏အာမင်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။